โอเคအားလုံးပဲမင်္ဂလာပါကိုအောင်တော်ကြီးတိတော့ channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျအဲကျွန်တော်ကတော့နေ့စဉ်နေ့တိုင်းထုတ်တာအချိုးပြုပကနဲ့ရက်တည်ပြီးတော့ဒီအနီးဆက်ဆုံးနဲ့ကြေးအောင်နိုင်စီရှိတော့ပွဲစလေးတွေကိုဗီဒီယိုလေးနေတဲ့ကွာတင်ဆက်ပေးနေရဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရင်းနဲ့ like and follow လေးတွေအသေးလေးတွေနှိပ်ထွားပေးလို့ရပါတယ်ဗျဟုတ်ကဲ့ဒီနေ့ညမှာဆိုရင်တော့ကျွန်တော်ကတော့တပွဲကောင်းရွေးချယ်မှုအနေနဲ့ကျွန်တော်ဒီ England Premier League ပွဲစဉ်တွေကဒီ Manchester City နဲ့ လီဗာပူးရဲ့ပွဲစဉ်လေးကိုကျွန်တော်ပွဲချုပ်သုံးသပ်ပြီးတော့မှာဖြစ်ပါတယ်ဒီမန်ချက်စတာစီးတီးနဲ့လီဗာပူးရဲ့ပွဲစဉ်လေးမပြောခင်မှာကျွန်တော်မင်းညာကကျွန်တော်စိတ်ကြိုက်တဲ့ပွဲကောင်းအနေနဲ့ကျွန်တော်ဒီမန်ချက်စတာယူနိုက်တက်ဘော်ဒီနဲ့ကိုပေါင်းအပေါ်ယူချက်ပေးခဲ့တယ်အဲမန်ချက်စတာယူနိုက်တက်ဘော်ဒီကတော့2-2တည်ရချခဲ့တဲ့အတွက်ဒဲဂျီဖြစ်တဲ့အတွက်ကြောင့်မလို့ဘော်ဒီကတော့တည်ရချခဲ့တယ်အဲကိုပေါင်းအပေါ်ကတော့2-2ဆိုတဲ့ရလိုက်မျိုးထွက်ပေါ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုပေါင်းကတော့တရားရကန်တော့အပြည့်အနိုင်ရရှိခဲ့တယ်အဲနောက်တဲ့ပွဲစဉ်အနေနဲ့ကျွန်တော်ဒီဟော့ဖန်ဟိုင်းနဲ့လိုက်စစ်တဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ဒီ ဟော့ဗိုင်းဘော်ဒီနဲ့ကိုပေါင်းအပေါ်ရွေးချယ်ပေးခဲ့တဲ့အဟော့ဗိုင်းဘော်ဒီက3-1ဆိုတဲ့ရလက်နဲ့တရားရခံတို့အပြည့်အနိုင်ရရှိခဲ့တဲ့ကိုပေါင်းအပေါ်ကလည်း3-1ဆိုတဲ့ရလက်မျိုးထွက်ပေါ်ခဲ့ရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနှစ်တီးလုံးကိုဒီတရားရခံတို့အပြည့်စီကျွန်တော်ကြအနိုင်ရရှိခဲ့တယ်နော်ကျွန်တော်ရဲ့ Telegram channel ကညီကိုတွေဆိုလဲအကုန်လုံးရကြလိမ့်မယ်လို့ကျွန်တော်ကမျှော်လင့်မြင့်နေကျွန်တော်စီမှာဆိုရင်ဒီ အကောင့်ဒီဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့ဒီအကောင့်ဖွင့်စော်ကစားလို့ရတယ်ကျွန်တော်ဒီမှာလာရအကောင့်ဖွင့်စော်ကစားတဲ့ညီကိုတွေကိုကျွန်တော်ကတော့ဂျေဇူးတုတ်ပြန်တဲ့အနေနဲ့ကျွန်တော်ဒီတယ်လီဂရမ်ရွေးချယ်မှုပွဲစဉ်လေးတွေကိုနေ့စဉ်နေ့တိုင်း တင်ဆက်ပေးနေ့စဉ်နေ့တိုင်းရွေးချယ်ပေးတယ် VIP channel လေးမှာဆိုရင်လည်းနေ့စဉ်နေ့တိုင်းတပွဲကောင်းလေးတွေရောမောင်းတွဲလေးတွေကိုတိတိချာချာပွဲစဉ်လေးတွေကိုရွေးထုတ်ပေးတယ်အဲကျွန်တော်စီမလာရောက်အကောင့်ဖွင့်ဆော့ကစားတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျွန်တော်ကကျေးဇူးတုတ်ပြန်တဲ့အနေနဲ့အဲကျွန်တော်ရဲ့ဒီ VIP channel လေးကိုတနစ်စာလို့ကျွန်တော်နဲ့အတူအခမဲ့လက်တွဲခွင့်ပေးထားရပါတယ်เนาะဒါကြောင့်မလို့ကျွန်တော်စီမဒီငွေကြေးမှာဆိုရင်လည်းယုံကြည် ကျွန်တော်ကိုယ်တိုင်အဲအာမခံပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်စီမာဒီဘောလုံးပွဲနဲ့ပတ်သက်ပြီးယုံကြည်စွာလာရောက်အကောင့်ဖွင့်အဆောကစားလို့ရပါတယ်ဆိုတာကိုကျွန်တော်မှလာရောက်အကောင့်ဖွင့်အဆောကစားလို့ရပါတယ်အကျွန်တော်ဒီနေ့ညမှာကျွန်တော်ပွဲကြိုတုံးသက်ပေးထားတဲ့ပွဲစဉ်လေးကတော့ဒီမန်စီးတီးနဲ့လီဗာပူးရဲ့ပွဲစဉ်မှာလီဗာပူးရဲ့ပွဲစဉ်လေးကိုကျွန်တော်ကတော့ပွဲကြိုအနေနဲ့တုံးသက်ပေးတော့မှာဖြစ်ပါတယ်ဗျဒီအင်ရှင်မန်စီးတီးအတင်းကဒီအင်္ဂလန်ပရီးမီးယားလိမှာအဲ၁၀ပွဲချိန်မှန်ကစားတာပြီး၆ပွဲနိုင်၃ပွဲသေး၃ပွဲရှုံးဆိုတဲ့ရလဒ်နဲ့ရမတ်၁၆မှတ်ရရှိကအဆင့်၃နေရာမှာရပ်တည်နေတဲ့တင်းတင်းဖြစ်တဲ့ဒီအဆင့်၂နေရာက ်ချက်စီးကတော့ဒီတပွဲအတာနဲ့အဆင့်နှစ်နေရာကိုယာယီတက်လန့်ထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်နော်ဒီအဝေးခွင့်ပြတဲ့လစ်ပါပိုးအတင်းရလဲဒီအင်္ဂလန်ပရီးမီးယားလိမှာ10ပွဲရှိမဲ့ကစားတာပြီး6ပွဲနိုင်4ပွဲရှုံးဆိုတဲ့ရလနဲ့ရမတ်18မဲ့ရစီကအဆင့်6နေရာမှာယက်တည်နေတဲ့အတင်းတင်းဖြစ်တယ်ဗျဒီအင်ရှင်မန်စီးတီးအတင်းကဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒီ UEFA Champions League ပွဲစဉ်ကိုရှိမဲ့ကစားထားရတယ်အဲ့ဒီ UEFA Champions League ပွဲစဉ်မှာဆိုရင်ဒီ Dortmund ကိုအင်ကွင်းမှာအခန့်ရှိမဲ့ကစားထားရတယ်အဲ့ဒီ ပွဲစဉ်မှာဆိုရင်သူက4-1ဆိုတဲ့ရလဒ်နဲ့အဲပြက်ပြက်တသားလေးအနိုင်ရရှိထားတယ်ဒီအင်္ဂလန်ပရီးမီးယားလိနောက်ဆုံးပွဲစဉ်မှာဆိုရင်လည်းဒီဘုံမောက်ကိုအိမ်ကွင်းမှာ3-1ဆိုတဲ့ရလဒ်နဲ့ဒီနောက်ဆုံးရှင်မြန်ကလေးနှစ်ပွဲစလုံးမှာဆိုရင်ဒီအပြန်လန်တွင်ကိုးတွေနဲ့အဲနှစ်ကြော့နှစ်ပွဲစလုံးကိုအနိုင်ရရှိထားတာကိုတွေ့ရတယ်နော်ဒီအဝေးကွင်းဖြစ်တဲ့လီဗာပူးတင်းကလည်းဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒီ UEFA Champions League ပွဲစဉ်ကိုရှင်မြန်ကစားတာ UEFA Champions League ပွဲစဉ်မှာဆိုရင်သူကရီးရဲကိုအိမ်ကွင်းမှာ1-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားတယ်နော်ဒီ အင်္ဂလန်ပြည်မနေနောက်ဆုံးပွဲစဉ်မှာဆိုရင်လေသူကဒီအေဗီလာကိုအိမ်ကွင်းမှာတူးစည်းဆိုတဲ့ရလက်နဲ့နောက်ချော့ဆလုံးကိုဒီနောက်ဆုံးရှင်မြန်ကလေးနှစ်ပွဲစလုံးကိုကလင်းရှစ်အနေနဲ့နှစ်ပွဲစလုံးကိုအနိုင်ရရှိထားတာကိုကျွန်တော်တွေ့မြင်တယ်ဗျ။အဂျီနတင်းရဲ့ head to head form ကိုတွေ့ကြည့်လိုက်တဲ့အချိန်မှာဂျီနတင်းရဲ့ head to head form နောက်ဆုံးထိတဲ့တွေ့ဆုံမှု၅ပွဲမှာဆိုရင်ဒီအင်ရှင်မန်စီးတီးတင်းရတပွဲတိုင်းအနိုင်ရရှိပြီးနှစ်ပွဲတည်းနှစ်ပွဲစလုံးကိုရှုံးနေထားတဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့နှစ်ပွဲမှာဆိုရင်လည်းဒီ အဝေးခွင်းဖြစ်တဲ့လီဗာပူးကအိမ်ကွင်းရောအဝေးကွင်းရောဒီမန်စီးတီးတင်းကို2-0ဆိုတဲ့ရလက်မျိုးနဲ့နှစ်ကြော့စလုံးကိုကလင်းရှစ်အနေနဲ့အဲပြက်ပြက်တသားလေးအနိုင်ရရှိထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်နော်အဒီနေတင်းရဲ့ဒီအိမ်ကွင်းဆန်းဆောင်ရည်နဲ့အဝေးကွင်းဆန်းဆောင်ရည်တို့ကျွန်တော်တို့ကြည့်လိုက်တဲ့အချိန်မှာဒီအင်ရှင် မန်စီးတီးတင်းကဒီအင်္ဂလန်ပရီးမီးယားလိဆယ်ဝဲရှင်မြန်ကစားထားရမှာသူရဲ့အိမ်ကွင်းမှာဆိုရင်သူက၅ဘွဲတတိအခန့်ရှင်မြန်ကစားထားရတယ်။အဲ့ဒီ၅ဘွဲမှာဆိုရင်သူကဒီဘုံမောက်ကို3-1နဲ့အနိုင်ရရှိတယ်။ Everton ကို2-0နဲ့နိုင်တယ်။ဒီ Burnley ကို5-1နဲ့နိုင်တယ်။ Man U ကို3-0နဲ့နိုင်တယ်။ Tottenham Hotspur ကိုတော့သူက2-0ဆိုတဲ့ရလက်မျိုးနဲ့ရှုံးနေထားတာကိုကျွန်တော်တွေ့မြင်တယ်နော်။အိမ်ကွင်းသူရဲ့၅ဘွဲဆန်းဆောင်ယူမှာဆိုရင်၄ဘွဲတတိအနိုင်ရရှိပြီးဒီယာဒီအစကဒီ တော်နေဟော့စပါကိုပဲသူကဇီတူးဆိုတဲ့ရလက်မျိုးနဲ့ရှုံးနေထားတာကိုတွေ့ရတယ်။သူရဲ့အိမ်ကွင်းဆန်းဆောင်ကြီးငါးပွဲမှာဆိုရင်သူကသူတို့ရဲ့တိုက်စစ်က73ဂိုးတိတွင်းပြီးတော့၄ဂိုးတာလင်ဂိုးပေးထားတာကျွန်တော်တွေ့မြင်ရတယ်နော်။ဒီမန်စီးတီးကတိုက်စစ်အားတော်တော်လေးကောင်းပြီးတော့ခန်စီအပိုင်းကလည်းချစ်လက်တဲ့အတင်းတင်းလို့ကျွန်တော်ကတော့မြင်မိတယ်နော်။ဒီအဝေးကွင်းဖြစ်တဲ့ဒီလီဗာပူးတင်းကလည်းဒီနေ့ရဒီအင်္ဂလန်ပရီးမီယာလိဂ်၁၀ပွဲမှာဆိုရင်သူရဲ့အဝေးကွင်းတောင်းရောက် တွားရောက်ဆော့ကစားတဲ့ပွဲစဉ်အားလည်း၅ပွဲတိတိရှိခဲ့တယ်အဲ့ဒီ၅ပွဲမှာဆိုရင်သူက Bradford ကို3-2နဲ့ရှုံးနေထားတယ်နောက်ပြီး Chelsea ကိုလည်း2-1နဲ့ရှုံးနေထားတယ်အဲပြီးတော့ဒီ Palace ကိုလည်း2-1နဲ့ရှုံးနေထားတယ်နောက်ပြီးဒီ Burnley ကိုတော့0-1နဲ့အနိုင်ရရှိတယ်နောက်ပြီးဒီ Newcastle ကို2-3ဆိုတော့ရလက်မျိုးနဲ့အနိုင်ရရှိထားတာကိုကျွန်တော်တွေ့မြင်ရတယ်သူရဲ့ဒီအဝေးကွင်းတွားရောက်ဆန်းဆောင်တဲ့၅ပွဲမှာဆိုရင်3ပွဲတိတိရှုံးနေပြီး2ပွဲတာလည်းအနိုင်ရရှိထားတာကိုတွေ့ရတယ်အဲ့ဒီ2ပွဲအနိုင်ရရှိတဲ့ပွဲစဉ်မှာဆိုရင်လည်းသူကဒီ2တင်းစလုံး2 အဝေးကွန်တန်းဆန်းဆောင်ခဲ့တဲ့နောက်အနိုင်ရရှိတဲ့နှစ်ပွဲလုံးအားလည်းဒီအနီကက်တွေနဲ့အထုတ်ခံရလို့တာသူကဒီအနိုင်ရရှိခဲ့တာကိုကျွန်တော် တွေ့မြင်ရတယ်နော်ဒီနေ့ရဒီမှာဆိုရင်လီဗာပူးကအဝေးကွန်ဆန်းဆောင်ယူကတော်တော်လေးကိုညံ့တယ်လို့ကျွန်တော်ကမြင်မိတယ်ဗျဒီလီဗာပူးကဒီအဝေးကွန်တန်းဆန်းပြောင်းဆန်း အဝေးကတောင်ရှင်မခဲ့တဲ့၅ပွဲမှာဆိုရင်သူကသူရဲ့တိုက်စစ်က၈ဂိုးထိတွင်းပြီးတော့၉ဂိုးထိဂိုးတွေပြန်ပေးထားတာကိုကျွန်တော်တွေ့မြင်ရတယ်။သူရဲ့ခံစစ်ပြဿနာကတော်တော်လေးကိုအားနည်းချက်ဖြစ်နေတာကိုကျွန်တော်တွေ့မြင်ရတယ်။နော်ပွဲတိုင်းလိုလိုဂိုးတွေပေးထားတာလို့ကျွန်တော်တွေ့မြင်ရတယ်။တိုက်စစ်ပိုင်းမှာဒီအနေငယ်အားနည်းနေတဲ့တိုက်စစ်ပိုင်းမှာဆွမ်းဆောင်ရည်နည်းနေတဲ့အခါမှာဒီခံစစ်ကပို့ပြီးတော့တော့ဒီအားနည်းချက်တွေတွေ့မြင်နေရတာကိုကျွန်တော်တွေ့မြင်ရတယ်နော်။ဒီမန်စီးတီး ဒီနောက်ဆုံးရှင်မြန်ခဲ့တဲ့ဒီအဝေးကွင်းနောက်ဆုံးတွားရရှင်မြန်ခဲ့တဲ့၃ဘွဲ့မှာဆိုရင်လည်း၃ဘွဲ့စလုံးကိုရှုံးနေထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျ။ Okay ဒီနဲ့တင်းရဆိုရင်ဒီနဲ့တင်းစလုံးကတော့တိုက်စစ်အားတွေကောင်းတယ်ဆိုပေမဲ့ခန်ဆယ်ပိုင်းမှာဆိုရင်တော့ဒီအဝေးကွင်းဖြစ်တဲ့လီဗာပူးကခန်ဆယ်ပိုင်းမှာအနည်းငယ်အားနည်းချက်တွေရှိနေတယ်ဗျ။ဒီနေ့ညပေါက်ကြီးမှာဆိုရင်လည်းဒီအင်ရှင်မန်စီးတီးအတင်းက level ပြား90ရှုံးတဲ့ဂိုးပေါင်းစီ၃လုံးပြား40ရှုံးဆိုတဲ့ချင်းမျိုးဖွင့်ထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျ။ဒီထိတဲ့တွေ့ဆုံမှုတွေမှာလီဗာပူးကအသာရရှိခဲ့တယ်ဆိုပေမဲ့ဒီနေ့ညမှာအင်ရှင်မန်စီးတီးအတင်းက အကျော်ပေးထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျာเนาะဘာကြောင့်လဲဆိုတော့ဒီနေ့ရာတီမှာဆိုရင်တော့လီဗာပူးကဒီအဝေးခွင်စွမ်းဆောင်ရည်တွေကတော်တော်လေးအားနည်းချက်တွေရှိနေတာဖြစ်တဲ့အကြောင်းမလို့ဒီအင်ရှင်အာတာတဲ့မန်စီးတီးကပဲခြေပေးထားတယ်လို့ကျွန်တော်ကမြင်မိတယ်ဗျအဲဒါကြောင့်မလို့ဒီနေ့ညမှာဆိုရင်ကျွန်တော်ကတော့ဒီ မန်စီးတီးနဲ့လီဗာပူးတို့ရဲ့တွေ့ဆုံမှုပွဲမှာဆိုရင်ကျွန်တော်ကတော့ဒီတိုက်စစ်ပိုင်းလဲအားကောင်းပြီးခန်းစစ်ပိုင်းမှာလဲချစ်လင့်နေတဲ့ဒီအင်ရှင်မန်စီးတီးဘော်ဒီကိုပဲကျွန်တော်ရွေးချယ်ပေးထားတယ်နော်အဲဒီဂိုးပေါင်းစည်းအနေနဲ့ကသုံးလုံးပြား40ရှုံးဆိုတဲ့ချင်းမျိုးဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီလိုပွဲစဉ်မျိုးမှာဆိုရင်တော့ဒီမန်စီးတီးတည်င်းတဲကပဲဂိုးတွင်းပြီးတော့ဂိုးပေါင်းကတော့ဒီ2စီး2-1လောက်ပဲသွားမယ်လို့မြင်မိတဲ့အတွက်ကြောင့်မို့ဂိုးပေါင်းအောက်ကိုပဲကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျ။ဟုတ်ကဲ့ဒီနေ့ညမှာဆိုရင်ကျွန်တော်ကတော့ဒီ မန်စီးတီးနဲ့လီဗာပူးတို့ရဲ့ပွဲစဉ်မှာဆိုရင်ဒီအင်ရှင်မန်စီးတီးဘော်ဒီနဲ့ဂိုးပေါင်းအောက်ကိုပဲကျွန်တော်ရွေးချယ်ပြထားပါတယ်ဟုတ်ကဲ့ကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးကိုချင်းမဲစုတို့အတွေးတူတယ်အကြိုက်တူတယ်ဆိုရင်တော့ဆော့ကစားလို့ရပါတယ်အတွေးမတွင်ဘက်ကန်နိုင်ပါတယ်ဗျရလကောင်းလို့ရရှိပါစေလို့လည်းကျွန်တော်စုမုံကောင်တောင်းပေးလိုက်ပါရစေ။အဲကျွန်တော်ရဲ့ဒီ VIP ပွဲစဉ်လေးတွေကိုလိုချင်နေဆိုရင်တော့ကျွန်တော်စီမလာရအောင်ပွဲဆော့ကစားပြီးတော့ကျွန်တော်ရဲ့ဒီ VIP member ပွဲစဉ်လေးတွေကိုတနည်းပတ်လုံးကျွန်တော်နဲ့အတူလက်တွဲခွင့်ရပါတယ်ဆိုတော့ပြောချင်ရင်ねဗီဒီယိုလေးကိုအဆုံးတက်ပါပါ